ဝါတာလူးတိုက်ပွဲမှာနပိုလီယံကရန်သူတပ်နှစ်ခုကိုမပူးပေါင်းနိုင်အောင်သူတို့ရဲ့ဂျားထဲမှာရှိတဲ့မြို့ကိုဝင်ရောက်သိမ်းပိုက်ကပေါ်တင်တပ်ဆွဲထားလိုက်တာဖြစ်ချင်တော့ရန်သူတွေဂျားမှာရောက်ရှိသွားတာကြောင့်နဖက်ညက်ပြီးဝိုင်းတိုက်တာခံရပါလေရောနပိုလီယံကခံစစ်ဗျူဟာနဲ့နောက်မဆုတ်တမ်းတိုက်ခိုက်နေုံတာမကညာတောင်ပံမှာရှိတဲ့ပရက်ရှာတပ်ကိုတော့တိုက်စစ်ဗျူဟာကိုတုံးပြီးထိုးစစ်ဆင်လိုက်တဲ့အတွက်ပရက်ရှာတပ်ကနောက်ဆုတ်ပေးလိုက်ရတယ်တစ်ဖက်မှာအင်္ဂလန်ဥဆောင်တဲ့ငါးနိုင်ငံပူးပေါင်းတပ်ကအထီးကျန်သွားတာကြောင့်ဆုတ်ခွာပေးလိုက်ရပေမဲ့ ့ဝါတာလူးမြို့မှာအရင်သက်ဆွဲလိုက်ပြီးတော့မဟာမိတ်ပရှားတပ်ကရောက်ရှိလာပြီးဆိုတော့မှနပိုလီယန်ရဲ့ထိတ်သန့်ရင်ဆိုင်မှာဖြစ်တဲ့အင်္ဂလန်ကြီးတပ်ကအရင်ဆုံးဗျူဟာကျတဲ့ကုန်းမြင့်ပေါ်မှာနေရာယူလိုက်တဲ့အပြင်သူတို့ကိုမြင်းတပ်နဲ့ခြံရန်ထားလိုက်တာပြီးတော့တောင်ပံနှစ်ဖက်ကိုလာရောက်ဖြိုခွင်းလို့မရအောင်ခံတပ်နှစ်ခုကိုစောင့်လုပ်ထားလိုက်တဲ့ချစ်ချင်းကိုနပိုလီယန်တပ်ကစစ်မြေပြင်စီရောက်ရှိလာပြီးထိုးစစ်ဆင်မှုအရှိကိုခြေတက်လာတဲ့အခါမှာပရှားတပ်ကတော့အခုချိန်ထိမရောက်လာပါဘူးအကြောင်းရင်းကသူတို့ကိုနပိုလီယန်ရဲ့ တပ်ခွဲကအနောက်ကနေတောက်လျှောက်လိုက်လံတိုက်ခိုက်ပြီးတော့အနောက်ဆက်ပေးနေလို့ပါအခုလိုတကွဲတပြားဖြစ်နေချိန်မှာနပိုလီယံကအခွင့်အကောင်းယူပြီးအင်္ဂလန်ကိုဝင်ရောက်မတိုက်ခိုက်သေးဘဲနဲ့ဘာကိုအချိန်ဆွဲနေတယ်လဲဆိုတော့တတ်တိုက်တဲ့အခါအစဉ်ပြေအောင်မြေကြီးပေါ်ကမိုးရေတွေအရင်ခြောက်တွေ့သွားအောင်စောင့်ဆိုင်နေတာပါနေ့လေရောက်သွားတာတောင်နပိုလီယံကအယောင်ပြစစ်စင်ရေးကိုတာစလုတ်တဲ့အနေနဲ့အင်္ဂလန်ရဲ့တောင်ပန်ခံတပ်ကိုဝင်တိုက်ပြလိုက်တယ်ပြီးတော့မှအမြောက်တွေကိုစတင်အသုံးပြုကလူအုပ်ထဲကိုချိန်ရွယ် ပြစ်ခတ်ပါလိရောအဲ့ချိန်မှာတိုက်ပွဲပြင်းထန်နေတဲ့တောင်ပံခံတပ်ကကြားတော့မှဖြစ်လို့အင်္ဂလန်အရန်တပ်ဖွဲ့ကသွားရောက်စစ်ကူပေးလိုက်တာဒါကြောင့်အင်္ဂလန်ဗဟိုစစ်ကြောင်းမှာအင်အားလျော့သွားတာကိုနပိုလီယံကရိတ်မိသွားတာနဲ့တကယ်တိုက်စစ်ဆင်မှုကြီးကိုစတင်လိုက်ပါလိရောတစ်ဖက်နဲ့တစ်ဖက်အနီးကပ်တိုက်ပွဲပြင်းထန်နေချိန်မှာအင်္ဂလန်မြင်းတပ်ကရုတ်တရက်ပေါ်ထွက်လာပြီးအလုံးရင်းနဲ့တိုးဝင်ကဖြန့်တိုက်လိုက်တာမို့နပိုလီယံတပ်ကအကြဆုံးများလာပြီးအနောက်ကိုပြန်ဆုတ်လာရတဲ့မြင်းတပ်ကမနာဒန်အနောက်က နေလိုက်လံတိုက်ခိုက်ရင်းနဲ့ရန်သူဘက်စီကိုတဖြည်းဖြည်းနဲ့ကျုံဝင်လာတော့တာဒါကြောင့်နပိုလီယံမြင်းတပ်ကလည်းအ мян အရှိကိုတက်လာပြီးဝိုင်းတိုက်လိုက်တာကြောင့်အင်္ဂလန်မြင်းတပ်ပူကြီးအပါအဝင် အားလုံးကြဆုံးကုန်ကြတာနပိုလီယံမြင်းတပ်ကဆက်ပြီးအင်္ဂလန်ပင်မစစ်ကြောင်းစီကိုဦးတည်လိုက်ပြီးအရှိန်အဟုန်နဲ့ဝင်ရောက်ဖြိုခွင်းဖို့ဒဲ့တို့ပြေးဝင်လာပါရောတစ်ဖက်မှာချိန်ရွယ်ပြီးအသင့်ဆောင်ဆိုင်နေကြတဲ့အင်္ဂလန်ကြီးတပ်ကအားလုံးတပြိုင်တည်းပြစ်ခတ်လိုက်တာကြောင့်မြင်းတပ်အချို့ဟာလမ်းတဝက်မှာတင်ကြဆုံးကုန်ကြတာဒါပေမဲ့ ဲ့ဇွဲမလျှော့ပဲဆက်လက်ပြေးတက်လာကြရင်အနီးကပ်ထိတ်တိုက်တွေးဆောင်ကြကရုံးကန်ရတဲ့တိုက်ပွဲတစ်ခု ဖြစ်သွားတော့တယ်ပြဿနာကမြင်းတပ်စီကိုစစ်ကူပို့ပြီးကူတိုက်ပေးဖို့နပိုလီယံကပြက်ကွက်နေခဲ့တာအကြောင်းရင်းကညာတောင်ပံမှာပရက်ရှာတက်ကြီးကရောက်ရှိနေတဲ့အပြင်သူတို့ကိုဝင်ရောက်တိုက်ခိုက်နေပါပြီဝိုင်းတိုက်တာခံနေရတဲ့နပိုလီယံကခံစစ်ကိုမတုံးတဲ့အပြင်တိုက်စစ်ကိုထပ်ဖွင့်လိုက်တဲ့အနေနဲ့သူ့ရဲ့အကောင်ဆုံးတပ်ဖွဲ့ကိုပါထုတ်သုံးလိုက်တာအဲ့ဒီအကောင်ဆုံးတပ်ဖွဲ့ကရဲဝင်းစွာအပြင်းဝင်ရောက်တိုက်ခိုက် က်ကြပေမဲ့အင်္ဂလန်ကြီးတပ်ကလည်းဒပြိုင်နဲ့ပစ်ခတ်လိုက်ကြီဖြေးလိုက်နဲ့ဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ကြာလာတော့အကောင်းဆုံးတပ်ဖွဲ့ကတောင် မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်လာရတာနောက်ဆုံးမှာမဟာမိတ်တပ်အလုံးကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်တာကြောင့်နပိုလီယံတပ်ကြီးကပထမဆုံးအကြိမ်နောက်လှည့်ပြီးထွက်ပြေးကြရတယ်ပြီးတော့နပိုလီယံကိုယ်တိုင်မြင်းလဲနဲ့ထွက်ပြေးနေချိန်မှာရန်သူတွေအနောက်ကနေလိုက်မိလာလို့လှဲပေါ်ကနေစင်ပြေးရတဲ့အဖြစ်ပါနပိုလီယံကိုရှုံးနိမ့်သွားစေတာကဝါတာလူးတိုက်ပွဲမှာန နောက်ကျလို့မဟုတ်ပဲအမှန်တော့ရုရှားမျိုးတော်ကိုတိမ့်ပိုက်တုံးကပြည်သူအလုံးစွန့်ခွာသွားမှုကြောင့်ရိတ်ခါရဖို့မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်မြို့ထဲမှာဆက်မနေနိုင်တော့ပဲလှည့်ပြေးလာရတဲ့အထိပါ။အဲ့လိုစုတ်ခွာမှုကနေတဆင့်နပိုလီယံတပ်ကနေရင်းထိုင်အရှုံးတမဘောအကိုရောက်သွားရတာ။နောက်ဆုံးတော့နပိုလီယံကလက်နက်ချလိုက်ရပြီးနောက်တစ်ကြိမ်ကျွန်းပေါ်ကိုပို့ခံလိုက်ရပေမဲ့လွတ်မြောက်ဖို့အခွင့်အရေးမရတော့ပါဘူး။နောက်၆နှစ်အကြာမှာတော့နပိုလီယံကကျွန်းပေါ်မှာဆုံးပါသွားခဲ့တယ်